မိဇောတကြောင့်ဖြစ်ပေါ်သောတဲ့ယုတ်ကလနေကလည်းမမတဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်တလို့အစွမ်းထင်းမြဲနေတဲ့သရိဇယုတ်ကလဒီမှာပါတဲ့ဒီဇောတမျိုးဖြစ်ခဲ့မယ်ဆိုရင်ဣဇဒတေနာမကဗိဒအတိစိတ်ဒီဥရိဇယုတ်ကလတေကိုပြန့်နှံ့တော့အောင်ဖြစ်ပေါ်စေနှိမ့်တဲ့ဆွမ်းအားရှိအဲဒီလိုဆွမ်းအားရှိခြင်းကြောင့်ဒီဥရိဇယုတ်ကလတန်ယုတ်ကလတိုင်းမှာလဲဝဏ္ဏတခေါ်တဲ့ယူပယုံနေကတက်လျက်ပါနေတယ်ဒီဥရိဇယုတ်တေကိုတက်ခွဲလိုက်ရင်လဲပထဝီ အဘောပြေသောဝါယောအစဉ်အနအယတာဩဇာဆိုပြီးသဘောတရားရှိကိုပဲရှိပါတယ်အဲအစဉ်ကဝဏ္ဏတပဲယူပါယုံလို့လည်းခေါ်တယ်ထိုအစဉ်လို့ခေါ်ဆိုနေတဲ့ဝဏ္ဏတယူပါယုံကလည်းတောက်ပါတယ်ဘာဘောအခြေတည်ပြီးတောက်ပါတယ်လို့မိတော့သမထဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်တို့နဲ့ရှင်တွဲနေတဲ့ဉာဏ်ရဲ့အနုဘောစွန့်အင်ကထက်မြက်ရင်ထက်မြက်တယ်လို့အနုဘောစွန့်အင်ကလျော့နေနေမယ်ဆိုရင်လည်းလျော့နေတယ်လို့ အညာအလင်းကတောက်ပါပါတယ်အလွန်ထက်မြင့်နေတဲ့သမဏဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်ကြောင့်ဖြစ်ပေါ်သွားတဲ့စိရိဇယုတ်ဆိုစိရိဇယုတ်ကလတိုင်းမှာပါနေတဲ့ဒေသတာကြောင့်သင်္ကန်းဖြစ်ပေါ်သွားတဲ့ဥဒိဇယုတ်အဲဒီလိုစိရိဇယုတ်ဥဒိဇယုတ်မျိုးဖြစ်ခဲ့မယ်ဆိုရင်ထိုစိရိဇယုတ်ကလတိုင်းဥဒိဇယုတ်ကလတိုင်းမှာပါဝင်နေတဲ့ဝဏ္ဏတယုပါယုံဒီဘာတုရာရောကအလွန်ထက်မြင့်တောက်ပါတယ် ။ဗမဏဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်တို့နဲ့ရှင်တွေ့နေတဲ့ဉာဏ်အနုဘောကဘယ်ပေါ်မှီပြီးကြီးပွားရတယ်လဲ။အာနုဘောကြီးရတယ်လို့မင်းတို့အကြောင်းနှစ်ချက်ရှိပါတယ်။အကြောင်းတစ်ချက်ကတော့ပိစုံပံအကြောင်းဖြစ်တယ်။အကြောင်းတစ်ချက်ကတော့အတိအကြောင်းဖြစ်ပါတယ်။ပိစုံပံအကြောင်းကဘာလဲလို့မင်းတို့သမထိန်ဘိက္ခဝေဘဝေထသမာဟိတောဘိက္ခေဘိက္ခုယတ္တဗုဒ္ဓံပဇာနာတိသင်္ဒယံတို့သမာတိထူထောင်ကြ သမာတိရှိနေတဲ့ယဟန်တော်ဒီဟုတ်တိုင်းမှန်စွာသိတယ်မြင်တယ်။သမာဟိတောယထာဘုဒ္ဓံဇန္တာတိပတ္တိသမာတိရှိနေတဲ့ယဟန်တော်ဒီဟုတ်တိုင်းမှန်စွာသိတယ်ဟုတ်တိုင်းမှန်စွာမြင်တယ်လို့ဒီလိုဘုရားဟောထားတယ်။ဟောထားတဲ့အတွက်သမာတိဒီပညာဉာဏ်ဖြစ်ဖို့ရန်အတွက်ပဋ္ဌာဏအနိကဆုံးသောအကြောင်းတရားတစ်ခုဖြစ်တယ်လို့ဒီလိုလက္ခဏရတ္တပိစုပ္ပံပဋ္ဌာန်ပိုင်းမှာဖွင့်ဆိုထားပါတယ်။ ဒါကြောင့်ဒီတမာတိသည်ပညာဉာဏ်ကြီးပြင်ဖွံ့ဖြိုးရေးအတွက်ပညာဉာဏ်ထက်မြတ်ဆုရှာရေးအတွက်အနိကဆုံးသောအကြောင်းတစ်ခုဖြစ်တယ်။ဒါကနီးတဲ့အကြောင်းဝေးတဲ့အကြောင်းကတော့အတိတ်ကစေဖို့ထားတဲ့ပါရမီမျိုးစင်အရှင်ဟောဖြစ်ပါတယ်။ပညာပါရမီရင့်ကြရေးအတွက်အတိတ်ကစေဖို့ခဲ့တဲ့ပါရမီမျိုးစင်အရှင်အဝါတည်းကအလွန်ထက်မြတ်ဆုရှာခဲ့ရင်လည်းထိုဉာဏ်အမှုပေါ်တည်ကြည့်ပါတယ်။ဥပမာရှင်သာရိပုတ္တရာရဲ့ဉာဏ်မျိုးနဲ့ အရှင်မမုဂ္ဂလရဲ့ညာအနုဘောမတူကြဘူးအရှင်သာရိပုတ္တရာရှင်မမုဂ္ဂလတို့ရဲ့ညာအနုဘောနဲ့ရှင်အနန္ဒတို့ရဲ့ညာအနုဘောမတူကြဘူးအရှင်သာရိပုတ္တရာရှင်မမုဂ္ဂလရှင်အနန္ဒတို့ရဲ့ညာအနုဘောမျိုးနဲ့မာမသာဝကတို့ရဲ့ညာအနုဘောမတူဘူးဘာမောအခြေတည်ပြီးကွဲပြားသွားတယ်လို့မိတော့ဖြစ်ခြင်းစည်းပုခဲ့တဲ့ဗာရမီမျိုးစိအပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားပါတယ်ဒါကြောင့်အနိကစည်းပုခဲ့တဲ့ဗာရမီမျိုးစိအချိန်ဝါတေကြောင့်ကောင်းစွာစုပေါင်းပြီးဖြစ်ပေါ်လာတဲ့ ညာအနုဘောသည်အတိအကြောင်းကြည့်ရဲ့ဇွန့်ရင်ကထင်မြင်ဆုရှာခဲ့ရင်ညာအနုဘောဟာလည်းထင်မြင်ဆုရှာတယ်။ညာအနုဘောကကြီးရင်လည်းကြီးတယ်လို့ထို့အယောင်လင်းမြတ်သည်ဉာဏ်နှင့်တွဲနေတဲ့စိတ်စရိတ်ကြောင့်ဖြစ်ပေါ်သွားတဲ့အယောင်လင်းမြတ်သည်အလွန်တောက်ပါရဲ့။ဒီတော့သမာတိကပိစုံပံအနိကဆုံးအကြောင်းတရားအတိကပိစုံပြောထောင်ခဲ့တဲ့ဗာရမီမျိုးစေ့တွေကဝေးတဲ့အကြောင်းတရား တို့မိစ္ဆုပါအကြောင်းအတိအကြောင်းလို့ခေါ်ဆိုအပ်တဲ့အကြောင်းနှမျိုးအပေါ်အခြေစိုက်လျက်ဉာဏ်အနုဘောကကြီးမားလာရတယ်ဉာဏ်အနုဘောကကြီးရင်ကြီးသလိုဉာဏ်အနုဘောကသိရင်လည်းသိသလိုတို့ဉာဏ်နဲ့ရှင်တွဲနေတဲ့သမထဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်ပေါ်လာရတဲ့စိရိဇယုတ်သူစိရိဇယုတ်တဲ့ကသေသောတဥဒ္ဒုကြောင့်ဥဒ္ဒုကြောင့်သင်္ကန်းဖြစ်ပေါ်လာရတဲ့ဥဒ္ဒဇယုတ် ထိုရုပ်တွေသည်လည်းအလွန်တောက်ပါတယ်ဘာတုရာရူပအလွန်တောက်ပါပါတယ်အဲဒီလိုတောက်ပါတဲ့အတွက်ကြောင့်အခုလိုဘာဝနာစိတ်ကဝင်ရင်ထွက်လေအာယုံမှာညီဝဆောင်ကပ်ပြီးတည်လာတဲ့အချိန်ခါမှာထိုယောဂီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာဖြစ်လာတတ်တယ်အလင်းအောင်တွေပေါ်လာတတ်တယ်အများအပြားနဲ့လည်းအယူအဆလေးလွဲမှတ်တတ်တဲ့အချက်လေးတခုတော့ဒီညမှာရှိကြပါရဲ့ ိမိချုပ်ပွားနေတဲ့ကမ္မထန်ဒီသမထဖြစ်တဲ့ဝိပဿနာဖြစ်တယ်လို့ကြီးစိမှုမရှိပဲဝိပဿနာဖြစ်တယ်လို့ပဲယူဆပြီးတော့တရားတစ်ခုကိုအထုတ်လိုက်တဲ့အချင်းခံမှာအလင်းရောင်ပေါ်လာပြီဆိုရင်ငါဒီဥရိယပြညာရောက်ပြီလို့ဒီလိုယူဆတတ်ယူဆတတ်ကြပါလေဥရိယပြညာတစ်ခုမှာတော့လင်းရောင်ကြီးရှိတယ်ဆိုတာအလုံးအစွန်းတူညီကြတယ်လက်လက်လက်ခံကြတယ် ဒါပေမဲ့သမထဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်အလုံးပါလင်းရောက်ညီရှိတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့နည်းနည်းလေးအင်တတင်ဖြစ်နေကြပါလေနော်ဘုအထကရတိကများမှာကောဘုရားရှင်ကကောသမထဘာဝနာစိတ်ဝိပဿနာဘာဝနာစိတ်အလုံး၌လင်းရောက်ညီရှိကြောင်းဟောထားပါတယ်သို့တော့ခொနကပြောကြတဲ့အတိုင်းပဲစိတ်ဒီမှာလင်းရောက်ညီရှိတယ်မဟုတ်စိတ်ကြောင့်ဖြစ်တဲ့စိရိစယုတ်ကလတိုင်းမှာပါတဲ့ဝဏ္ဏတယူပါယုံရဲ့တောက်ပါမှုသို့စိရိစယုတ်ကလတိုင်းမှာပါနေတဲ့ဒီသောတာကြောင့်စင်ကဲဖြစ်ပေါ်သွားတဲ့ ုဒ္ဒဇာယုတ်ကလတိုင်းမှာဘာဝင်နေတဲ့ဝဏ္ဏဒယူပါယုံရဲ့တောက်ပမှုသာဖြစ်ပါတယ်။အကျိုးတရားတို့ရဲ့တောက်ပမှုကိုအကြောင်းတရား၌တင်စားပြီးအကြောင်းတရားမှာအယောင်အလင်းရှိတယ်လို့တင်စားပြီးပြောတဲ့စကားတစ်ခုသာဖြစ်ပါတယ်။တကယ်တော့ဉာဏ်မှာအယောင်လင်းရှိတာဟုတ်သလား။မဟုတ်ဘူး။ဘယ်မှာသာအယောင်လင်းရှိလဲ။ဉာဏ်ကြောင့်ဖြစ်ပေါ်တဲ့စိတ္တဇာယုတ်ဆိုစိတ္တဇာယုတ်ထဲမှာပါတဲ့တေဇောတက်ကြောင့်ဆင်ခဲဖြစ်ပေါ်သွားတဲ့ဥဒ္ဒဇာယုတ် ထိုစိရိဇာယဥရိဇာယုတ်တည်တဲ့မှာပါတဲ့ဝဏ္ဏတယူပါယုံကသာလျှင်တောက်ပါပါတယ်နော်ကဲအဲ့ဒီလိုတောက်ပါတဲ့အပိုင်းမှာဒုကြက်ကြက်လေးတစ်ခုတော့ရှိရဲ့စိရိဇာယုတ်တည်တဲ့မှာပါနေတဲ့ဝဏ္ဏတယူပါယုံကတော့အစ္ဆဒကိုရိအစ္ဆဒသန္နမှာသာတောက်ပါတယ်ထိုစိရိဇာယုတ်ကလတိုင်းမှာပါတဲ့တေဇောတဥတုကြောင့်တေဇောတဥတုကြောင့်ဆင်ခဲဖြစ်ပေါ်တဲ့ဥရိဇာယုတ်ကလတည်ရှိတယ် ဒုဥစ္စယုတ်ကလတိုင်းမှာပါတဲ့ဝဏ္ဏတယူပါယုံကတော့အစ္ဆတတေနာမကဗိဒ္ဓတိပြတ်နှံပြီးတောက်ပါသွားတယ်။ဘလောက်ဒီတောက်ပါတယ်လို့မိညာအနုဘောကြည့်ကြည့်လို့တောက်ပါတယ်ညာအနုဘောသိရင်သိတယ်လို့တောက်ပါပါတယ်။အဲဒီတော့ပုဂ္ဂိုလ်နဲ့တဦးနဲ့တဦးဒီညာအနုဘောကြည့်မှဖို့သိမှသိမှမှုအပေါ်မှာညာအနုဘောကြည့်ဖို့သိမှုအပေါ်မှာမူတည်ပြီးတော့အလင်းရောင်တောက်ပါဖို့မတူညီတဲ့အကြောင်းကိုဝိသုတိမေအထက်ကရာမှာရှင်းလင်းတင်ပြထားပါတယ်။ ပြီးတော့ဒီလင်းယောင်ကြီးတွေကသမန္တတော်ပတ်ရပတ်ထရတိဝန်ကျင်ပတ်ချရစေမျက်နှာအကုန်လုံးပြတ်ထန်ပြီးတည်တတ်ပါတယ်။အဲဒီလိုတည်တတ်တဲ့အချိန်ခါမှာရဟန်းတော်နှစ်ပါးစိတ်တလတောင်းကြောင်းမှာတရင်လုံးနေကြတယ်။သူတို့တရင်သုံးတဲ့ကြောင်းလေးကနိုင်ယံနှစ်ထပ်ရှိတဲ့ကြောင်းဖြစ်ပါတယ်။ဘုလိုအတွင်းတက်ကနိုင်ယံကထားတယ်။ဒီခုအပြင်မှာဈဉ္ဏလေးရှိတယ်ဈဉ္ဏလေးကလည်းကြောင်းလေးကိုပတ်ပတ်လှည့်ထားတယ်။ဈဉ္ဏမှာလည်းတစ်ထပ်ကထားတယ်။ နထကာထတဲ့ကြောင်းအတွင်မှာမထေကြီးနှစ်ပါးထိုင်ပြီးတော့တရားဘာဝနာညဘက်မှာအထုတ်ကြတယ်။အထုတ်လိုက်တော့အမထုတ်ခင်ညနေပိုင်းလောက်ကတို့ဘာလုပ်ကြသလဲ။အဇတ်တဲ့ပန်းလေးတွေပေါ့ရနိုးရရညရအဇတ်တဲ့ပန်းလေးတွေကိုဖခင်ကိုဇေရီရင်မြင်တော့မှပူဇော်ထားကြပါတယ်။ပူဇော်ထားလိုက်တော့ဒီပန်းတွေကအယောင်အဆင်းအမျိုးမျိုးရှိနေတယ်။ ဘယောအချင်းအမျိုးမျိုးရှိတဲ့ဒီပန်းတွေကိုညအခါမှာတရားအထုတ်ရင်းနဲ့လင်းအောင်ကြီးစွန့်ရင်တွေကပေါ်လာတဲ့အခါထိုလင်းအောင်ကြီးစွန့်ရင်တွေကဇေဒီတော်ရင်မြင်းတို့တိုင်အောင်ပြတ်နှံ့ပြီးတည်နေတော့ယဟန်တော်တပါးယဟန်ငယ်တပါးကပါလျောက်ထားတယ်ရှင်ဗျာဂုကမှာတပည့်တော်ရဲ့ညံထဲမှာဇေဒီရင်မြင်းတော်မှာညနေကတပည့်တော်တို့ပူဇော်ထားခဲ့တဲ့အယောင်ငါးမျိုးရှိတဲ့ပန်းအစင်းတွေကအလွန်ထင်ရှားစွာတည်နေပါတယ်ဆိုပြီးလျှောက်ထားတယ်ဒီလိုဆိုရင်ဒီတစ်ခေတ်ကိုနည်းနည်းလေးတရိထားပါနော် ဒီလေးယောက်ကြီးဇွန့်ရင်တည်းဒီယူပါယုံအမျိုးမျိုးကိုညာရဲ့ဇွန့်ရင်အနုဘောဖြစ်မြင်နိုင်သလားမမြင်နိုင်ဘူးလားလို့မေးရင်ဘယ်လိုဖြေမလဲမြင်နိုင်တယ်နော်တတတိထကြနောက်တစ်ပတ်ကဗာပြန်မိရှိတယ်ဩငါရှင်မအံ့ဩလောက်တာကိုသင်ပြောနေတာပဲခုချိန်ကမှငါရဲ့ညာထဲမှာယူဇနာခန့်ဝေးကွာနေတဲ့သမုဒ္ဒရာထဲမှာတည်ရှိတဲ့ငါးရီလိတ်တွေကသင်ရှားရှားချင်းငါညာထဲမှာပေါ်နေတယ်ဆိုပြီးတော့ပြန်ပြီးတော့အမိရှိတယ် ဒီတော့ယဟန်တော်တပတ်ကဇေရီကျောင်းဝင်အတွင်ရှိတဲ့ဇေရီမြေတော်မှာတည်ထားတဲ့ဗန်းနေအထိသူ့လျှောက်ကြီးဆိုင်ကြီးကပြန့်နှံ့ပြီးဒီနေရာကိုတွေ့ရတယ်။ယဟန်တော်တပတ်ကျတော့သမုဒ္ဒရာထဲမှာတည်ရှိတဲ့ငါးရီလေးတွေကိုမြင်နိုင်တဲ့အဆင့်အထိသူ့လျှောက်ကြီးဆိုင်ကြီးကပြန့်နှံ့ပြီးဒီနေရာကိုတွေ့ရတယ်။လျှောက်ကြီးဆိုင်ကြီးတူးနဲ့တူတူသလားမတူဘူး။ဘာပေါ်အခြေတည်ပြီးတော့ပွဲသွားတယ်လေ။အနိကသောအကြောင်းကပိဿုဗံအကြောင်းကသမာဓိအပေါ်အခြေတည်တယ်ဝေးတဲ့အကြောင်းကတော့ပါရမီပေါ်မှာအခြေတည်ပါတယ် အဲ့ဒီတော့အကြောင်းတရားတွေရဲ့ကွဲပြားမှုကြောင့်အကျိုးတရားတွေဖြစ်လဲဒုနဲ့ဒုတစ်ပါးနဲ့တစ်ပါးမတူကြဘူးကွဲပြားကြတယ်။အဲ့တော့ကွဲပြားသွားတဲ့အချိန်ကမှဒီလင်းအောင်ကြီးတွေကခေါင်းဆုံးစပြီးတော့အတိမပြုတ်ပြတ်တဲ့ပုံကိုလည်းရှိတယ်။လင်းအောင်ကြီးပေါ်လာပြီဆိုရင်ထွန်းလင်းအောင်ကြီးနောက်ကိုစိတ်မလိုက်ရဘူး။လင်းအောင်ကြီးနောက်ကိုစိတ်မလိုက်ရဘူး။တချို့ကြတော့နည်းနည်းလေးဒီမိစ္ဆုပ္ပံမှာပဲပေါ့လေအလေးအမြတ်များလို့လို့ဘုန်းကြီးကတော့ယူဆပါတယ်။တချို့က မျက်မှောင်နှစ်ခုရဲ့အကြာနှစ်ခုရဲ့အကြာမျက်လုံးနှလုံးရဲ့အကြာမှလာပြီးတော့ဒီလေးအောင်ကြီးကစုခဲ့ပြီးအလုံးလိုက်ကြီးပေါ်တတ်တယ်။စိတ်ကလည်းဒီနေရာမှာ စိတ်စိတ်ထားရင်ပေါ်ပြီးနေတယ်လို့အယူရှိတဲ့ယောဂီများမှများသောအဖြစ်ပေါ်တာတွေ့ရပါတယ်။အဲ့ဒီအချိန်ခါမှာဒီလေးအောင်ကြီးအတုံးခဲကြီးကတချို့တောင်းချူးပြဲခဲ့တော့ကျင်းလင်တောက်ပါနေတဲ့အတုံးခဲကြီးဖြစ်နေတတ်ပြန်တယ် ဖြစ်နေတဲ့အချိန်ကမှတချို့ယောဂီပုဂ္ဂိုလ်တွေကဒါကိုအာနာပါနနမိတ်လို့ယူ